မှာသူ့ရက်ွက်ကဟာတွေရတော့မဲကြီးတဲ့ဟာတွေကိုရက်ွက်အုပ်ချုပ်ရေးမှုကဒီမဲကိုလိုက်တယ်ရက်ွက်အုပ်ချုပ်ရေးမှုကဒီမဲကိုနှိုက်တယ်နှိုက်ပြီးမှသူ့ရက်ွက်ကလူတွေကြတော့မဲကြီးတဲ့အဲဆွဲဆိုသွားပြီးမှအခြားရက်ွက်ကဟာတွေကြတော့မဲတေးတဲ့အရာတွေကိုပဲလုပ်သွားတယ်ပေါ့နော်အဲ့တော့ရက်ွက်တွေကမကြည်မနှက်တွေဖြစ်နေကြတယ်ပေါ့တို့ကျင်လာတော့မဲလိုက်တာမမြတ်တဘူးဆိုတဲ့သဘောပါနော်အဲ့ဒီဆိုရတာလက်ထက်မှာမဲတာမခိုးခဲ့ဘယ်လိုဖြစ်မှာမဟုတ်ဘူးအခုလဲ နာသကအစိုးရလက်ထက်မှာယာယီမှုတွေအုပ်ချုပ်ရေးမှုတွေရာစစ်မှုထမ်းမှုတွေနဲ့ပတ်သက်ပြီးမှမဲမတမာမှုတွေမဲခိုးမှုတွေအခုကလေးကတလာပြီဆိုတော့မန္တလေးမြို့ရှိရက်ွက်များမှလူငယ်များအားလုံးကိုစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်ဆယ်နှစ်အတွက်မဲနိုင်ခိုင်းသည့်ဖြစ်စဉ်မှာမဲခိုးမှုဖြစ်ပေါ်နေကြောင်းပောက်ကိုတော်ဖော်ထုတ်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့မှာစစ်ကောင်စီတပ်ကစစ်မှုထမ်းလူတစ်ခေါ်ယူတာကို အတင်းကျပ်လှုပ်ဆောင်လာပြီးဒီနေ့မတ်24ရက်မှာဆိုရင်ရက်ွက်အချို့မှာမဲလိုက်တာတွေရှိလာပါပြီလာမယ့်လမှာစတင်မဲ့စစ်မှုထမ်းအပတ်စဉ်7နှစ်အတွက်လူသစ်စုဆောင်ရာမှာအသက်18နှစ်ကနေ35နှစ်ကြားလူငယ်တွေရက်ွက်ရုံမှာလာရောက်မဲနိုင်ဖို့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပြည်သူစစ်တွေကအတန်ချက်ဆက်ကိုတုံးပြီးလိုက်လံတတိပေးတာတွေပြုလုပ်ထားပါတယ်။ ဒီနေ့မှာတော့မန္တလေးကရက်ကွက်အချို့မှာမဲဆတင်နိုင်နေရပါတယ်စစ်တပ်ဝါရဖြန့် Telegram Channel အချို့ကဖြန့်ဝေလာတဲ့ရုပ်တံတွေရလာရောက်မဲနိုင်ကြသူတွေထဲမှာကာယကံရှင် ကိုယ်စားလှယ်မဲလာနိုင်ပေးရတဲ့အမျိုးသမီးအများစုကိုသာတွေ့ရပါတယ်စစ်ကောင်စီကအသက်သက်မဲ့ချက်အကျုံးဝင်သူကာယကံရှင်ကိုယ်တိုင်းနေအိမ်မှာမရှိရင်မိသားစုဝင်ကကိုစားမဲနိုင်ပေးရမယ်လို့ဖိအားပေးထားတာပါ မဲပေါရင်လဲတက်ဆိုင်ရာကာယကံရှင်ကိုခေါ်ယူပြီးရက်ွက်ယုံကိုလာရောက်အနံ့ရမယ်လို့ချင်းချောက်ထားတယ်လို့မြို့ခံတွေစီကသိရပါဗါးဒီနေ့မှာတော့မန္တလေးကချမ်းအေးတာဆန်မြို့နယ်မဟာအောင်မြင်မြို့နယ်တွေကရက်ွက်ယုံဓမ္မယုံနဲ့စာတင်ကြောင်းတွေမှာစစ်သားထွေအုပ်နဲ့ပြူစောထီခေါ်ပြည်သူစစ်တွေကကြီးကြပ်ပြီးမဲနိုင်စေတာပါဒီနေ့လာရဒီနေ့24ရက်3လပိုင်း2025ဖြစ်ပါတယ်ဗျ နေ့ဆက်နာရီ50နဲ့မှပုံမီတနာရီခုံးတော့ပေါ့နော်မန္တလေးမှာအောင်မဟာအောင်မြေလို့နဲ့ချမ်းမြောက်ရက်ွယ်လို့ပဲဦးဇင်းတို့ဒါကြားကြည့်ရတယ်ပေါ့နော်အိုချိုမှာပေါ့ဒီဦးဇင်းတို့ခုဆိုလို့ရှိရင်စစ်မှုထားဥပဒေနဲ့ပတ်သက်ပြီးမှမဲပေးတဲ့မဲလောက်တဲ့ဟာတွေကပေါ့နော်အဲမဲမှာပထမမှုတွေပြန်ဖြစ်နေတယ်ဆိုတော့အကြောင်းရက်ွယ်အိုချိုမှုကနေပြီးမှသူ့ရက်ွယ်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေကို ရက်ွက်အုပ်ချုပ်ရေးမှုကိုလည်းဒီမဲကိုလိုက်တယ်ရက်ွက်အုပ်ချုပ်ရေးမှုကိုလည်းဒီမဲကိုနှိုက်တယ်နှိုက်ပြီးမှသူ့ရက်ွက်ကလူတွေကိုကြတော့မဲကြီးကြိုက်တယ်ဆွဲဆိုသွားပြီးမှအခြားရက်ွက်ကဟာလေကြတော့မဲသေးတဲ့အရာတွေကိုပဲလုတ်သွားတယ်ပေါ့နော်အဲ့တော့ရက်ွက်တွေကမကြင်မနှက်တွေဖြစ်နေကြတယ်ပေါ့ပြောချင်တာကတော့မဲလိုက်တာမမြတ်တဘူးဆိုတဲ့သဘောပါနော်အားနဲ့ပတ်သက်ပြီးဦးစင်ကခုလေးတွေဖုံးဝင်လာတဲ့အတန်ဖိုင်ဦးစင်ဖွင့်ပြမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဦးစင်က အုပ်ချုပ်ရေးမှူးနာမည်ရဲ့တိုင်တဲ့လူရဲ့နာမည်ရဲ့အကုန်လုံးဒီဥစဉ်အတာဖိုင်ထဲမှာတော့ပါပြီးသားပါပြီနော်လက်ရှိဥစဉ်လိုက်လွဲ့ခုဥစဉ်ပြောနေတဲ့အချိန်မှာပဲဒါမဲနိုင်ပြီးဆုံးပါလို့ဥစဉ်တို့ကြားသိရပါတယ်နော်ဒါအလုံးနားဖောင်ကြည့်ပါဗျာဒီနေ့ပြန်ကြရတယ်တို့ကိုယ်ပဲလိုက်သွားတော့သူတို့ရက်ွက်ကြအကြီးကြီးကြလိုက်သွားတော့အဲဟို ိုကမောင်မီမျိုးနဲ့ချမ်းမြောက်ရက်ွက်ကားကအင်းဆိုတော့မောင်မျိုးနဲ့ကြီးတော်ကပလကဖပါကြီးတော်ရက်ွက်ယာယီမှုလဲလုံးပါတယ်ပလကဖတဲ့တပ်ဖွဲ့ဝင်တယောက်ပါအင်းဆိုရနိုင်မှာနမရအင်းဘယ်မှနေအောင်ကျောမောင်မီမျိုးနဲ့40နှစ်လမ်း80ပါဗျာ30နှစ်လမ်း80ဟုတ်ဗျာအော်อืมဘာမဲရဘလုံးလိုက်တာ သူတပြည့်တော့ဒီမှာပတ်လူ၄00ကျော်နိုင်တဲ့ဒီမှာ तू ကမဲဝင်မဲလိုက်တယ်သူတို့လိတ်သွားတယ်လိတ်ပြီးတော့ကိုရရရင် तू ကသူတို့ရက်ခွက်ကလူတွေကြီးပဲခေါ်သွားပြီးတော့ तू ကထိတ်ကနေ300ကျော်တွေ200ကျော်တွေနိုင်ထုတ်သွားလိုက်တာပြည့်တော့ရက်ခွက်ကြတော့စနစ်လူလူ73လူလူတွေခြံခဲ့လိုက်တာပေါ့အင်းမတမအောင်လည်းပုတ်တယ်လုတ်သွားပေါ့။ तू ကအများရှိတော့အဲ့လိုပေါ့။ဒါပေမဲ့ तू ကြီး तू ကမဲလေးလိုက်တာပြီ။ तू ကြီးမဲလေးလိုက်နိုင်သွားတာဆိုတော့ तू တို့ကြီးရက်ကွက်ကအကြီးကြီးပေါက်သွား။ကျွန်တော်ရက်ကွက်လူကြီးကမြေကြီးနဲ့မြက်ကွက်ကြီးဖြစ်ကုန်။အဲ့ရက်ကွက်အုပ်ဆုံးကဘယ်လိုလဲ။ ။အချို့ရေဘူးကကိုဆန်းယူရယ်။ကိုဆန်းယူ။ဟုတ်။ဗျာ။ဘယ်ဘယ်နေရမဲနိုင်တာ။ခုခုလေးနေလိုက်တာဗျာ။အော်တခိုင်းထိတ်ထိုင်ရှင်းရလားသူကြီးတွေနေ။ရှင်းရတယ်ဗျာ။ရှင်းရနော်။ရှင်းရတယ်ဗျာ။ဟုတ်ပြီဟုတ်ပြီဟုတ်ပြီနော်။ဒါအားလုံးရက်ွက်အုပ်ချုပ်ရေးမှုကတော့ကိုဆန်းယူလို့ပဲပြောတယ်ဗျာနော်။ဘယ်ရင်သူကဆိုးရနိုင်နဲ့နော်။ရရရင်မှုပေါ့နော်။ တော့ဒါတော့ဒီသူပြောတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒါမဲကမတမာမှုလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီဦးဆိုင်ယူကိုတိုင်ဒီမဲလေးကိုလိုက်တယ်ဒီမဲလေးကိုလိုက်ပြီးမှသူကသူကိုတိုင်ဒီမဲကိုနိုင်တယ်သူ့ရဲ့ဘက်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေမဲကအလုံးပေါင်းလူကြီး400ကျော်နိုင်အောင်ထင်နေတာနော်အဲ့တော့မဲ400မှာကြီးရဲ့နံပါတ်တွေကြိုင်နိုင်ပါတယ်တေးရဲ့နံပါတ်တွေကြတော့အဲ့ရက်ွက်တေးတေးတွေကိုခြံမခဲတယ်ပြောချင်တာကစစ်မှုထမ်းကအလှည့်ကြတတ်ရမှာတေးရဲ့သူကရင်လဲကြီးရဲ့သူကနောက်မှလဲရတာပေါ့နော်ဒိုင်မိုးလေးဖြစ်တာပေါ့ အဲ့တော့ तू ကပြောချင်တာရာယမှုတရားအနေနဲ့သူတို့ရက်ွက်မှာတော့ဒါ तू ကတူရဲကောင်းပဲじゃเนาะဒါဥစဉ်ဖုံတို့ချဝင်လာတယ်ဝင်းမှာပြောချင်တာတော့ဥစဉ်ပြောလိုက်တာတော့ရှင်းတယ်ခဏလူကြီးတွေတီးလို့ရှင်းရခဏရှင်းရတဲ့ဒီရှင်းလားဆိုတော့လူကြီးတွေတီးလို့ရှင်းလဲရှင်းရပါတယ်ခင်ဗျာတဲ့အဲ့တော့ဥစဉ်တို့မဟာအောင်မြင်မျိုးနယ်မှာရှိတဲ့မဆဘအဖွဲ့ဝင်နဲ့တာဝန်ရှိပုဂ္ဂိုလ်များအလုံးအနေနဲ့ဒါမျိုးတွေမဲသမာမှုတွေမတရားမှုတွေကိုခချင်းမျိုးတော့လူတွေကเนาะ မဲဆိုလို့ဒါ NLD ဆိုရတဲ့ထက်ကမဲခိုးခဲ့လို့နိုင်ငံတော်ကဒီလိုကြီးဖြစ်တာလားစူပူမှုတွေဖြစ်တာနော် NLD ဆိုရတာလက်ထက်မှာမဲတာမခိုးခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးအခုလဲနာသက်ကဆိုရလက်ထက်မှာယာယီမှုတွေအုပ်ချုပ်ရေးမှုတွေရာစစ်မှုထမ်းမှုတွေနဲ့ပတ်သက်ပြီးမှမဲမတမာမှုတွေမဲခိုးမှုတွေအခုကလေးကသလာပြီဆိုတော့အခုကလေးကသလာပြီဆိုလို့ရှိရင်တော့မလိုအပ်တဲ့ပြဿနာတွေဖြစ်ထွန်းမလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော် အဲ့ဒါကြောင့်မို့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာမဖြစ်စေချင်တဲ့အတွက်ကြောင့်မောင်မြင်မျိုးမှာသုံးသောဥစဉ်ရဲ့အတန်ဖိုင်ကိုတခြားနားထောင်ပြီးမှတခြားစစ်စစ်ပြီးမှဟုတ်ခဲ့ရင်ပြန်ပြီးမှစပြီးမှထိရောက်သွားလဲအဲ့ဒီအုတ်အုတ်ချွေမျိုးကိုထိရောက်သွားအေးအယူပေးဖို့အတွက်ကိုပြည်သူလူထုရဲ့ကိုယ်စားယာယီမှုတွေရဲ့ကိုယ်စားပေါ့ကိုတော်ကနေမှဒါမောင်မြင်မျိုးနဲ့မှာရှိတဲ့တောင်းရှိပုံကများအားလုံးကိုဒါမေတ္တာရက်ခံကြီးဖြစ်ပါလေအားလုံးလာပါပဲဗျာ